ာဆန်နယ်အတွက်ဂေါ်ယူပေးမယ်ဆောင်းစောကြီးဝင်သွားတယ်မှန်စီးတီးနဲ့လဘာဘူးတို့အတွက်အဆင်မကောင်းပါဘူးစီးတီးနဲ့လဘာဘူးတို့တက်ပြတ်နေကြပါအခွင့်အရေးယူသွားနိုင်တဲ့အာဆန်နယ်ကတော့အာဆန်နယ်ပြီးသားပါပဲစောင်းဝင်ပြီးလို့သူ့ကိုလေးတိုင်းကြပေးမယ်စောင်းပြီးပဲဝင်ဝင်တဲပြီးပဲဝင်ဝင်ငါတို့ကတော့ဖလားသိမ်းပါပဲဆိုပြီးတော့တက်တည်ပြသွားတာကလက်ရှိမှာအာဆန်နယ်ပဲဖြစ်ပါတယ် ဒါကြောင့်စောင်းကိုနိုင်ကလည်းအခုဆိုရင်အာဆနယ်စီကိုမဝင်ရတော့ဘူးအဲ့လိုမဝင်ရတဲ့စောင်းကစီတီတို့လီဗာပူးစီကိုသွားဝင်ခဲ့ပါရင်စီတီကလည်းသူ့လိုသူ့လိုပြင်မယ်လေဒီကောင်ဆန်တဲ့ဘာရင်တန်း80ကျော်ဘလုံးမဲ့သူရဲကိုပိုင်ဆိုင်ထားတော့ကိုလိုကိုလောက်တာတော့သူကမလုပ်နိုင်ခဲ့တာပါစီတီရဲ့ပုံစံကဟိုနေ့ကနယူကာဆန်ရဲ့ပွဲမှာဆိုရင်တော်တော်လေးကိုဒေါသထွက်ချင်စရာကောင်းတာပါအပိုင်လဲမွေအပိုင်လဲမွေနဲ့နယူကာဆယ်ရှေ့မှာအပိုင်အားလုံးကိုချော်ကန်ပြီးဟာတာသွားလို့တို့ဖြစ်နေခဲ့ပါရင်နာဘီဂွိုင်လာကလည်းလူစားလဲတဲ့နေရာမှာလို့အချက်ကြီးသွားတော့စီတီကလည်းအခုလိုနိုင်တဲ့ပွဲကိုကျင်းနေတဲ့ကြီးအရှုံးပေးလိုက်တာပါ စီရီဖန်နေအထူးပေါက်ကွဲတာကတော့တန်း90လောက်ပေးပြီးဝယ်ထားတဲ့စာပင်ဟိုကိုပါပဲစာပင်ဟိုကိုထည့်ရင်ပုံမယ်ဆိုတာသိရတာနဲ့ဘာလို့ထည့်တာလဲဆိုပြီးသူတို့ကဒေါသထွက်နေကြတာပါဒါပေမဲ့ဂွိုင်လာကသူ့မှုအတိုင်းပဲလုပ်ခဲ့တော့စီရီကလည်းကောင်းရည်သားကြီးနဲ့စကောတင်ဖန်ရဲ့သဘုံနေလွင်လှုပ်ခြင်းကိုခံလိုက်ရတော့တာပါတကယ်ဆိုရင်စီရီကအဲ့ဒီပွဲကိုအနိုင်ခံပြီးအာဆင်နယ်ကိုဖိအားပေးရမှာပါနိုင်ကိုနိုင်တဲ့ပွဲပါဒါပေမဲ့လည်းမတရားတလွဲလုပ်မှုတွေကြောင့်ရှုံးကိုရှုံးတဲ့ပွဲဆိုတာပွဲပြီးမှဖြစ်ပေါ်သွားခဲ့ပါတယ်လဘောက်ကတော့ပြောမနေပါနဲ့နော်ချန်ပီယံပြိုင်ပွဲချောင်းထဲကနေထွက်သွားခဲ့တာရာသီအဆ၄-၅ပွဲလောက်ပြီးကြတဲ့ကဖြစ်ပါရင် တော်ပေမဲ့မျော်လင့်ချက်မမဲတဲ့လဘောက်ဖန်တွေကတော့ပြန်လာမလားပြန်လာမလားနဲ့စောင့်ကြည့်နေကြပါရင်ဒါပေမဲ့လဘောက်ကပြန်တော့လာခဲ့ပါရင်အရှုံးနေနေပါအဲရှုံးပွဲတွေနဲ့လည်းတကယ်လဲထိုက်တန်တယ်လို့ဆွေးရမှာပေါ့အဓိကအခုလိုဖြစ်သွားရတဲ့အကြောင်းရင်းကတော့နီးပြရဲ့နောက်တန်းရဲ့အကြောင်းပါပဲဆလော့ကလည်းကလော့အရှင်ကိုတော့ဒီလိုစင်းကြီးနဲ့ပါဆက်လို့ရမှန်မှန်မသိဖြစ်နေပြီနောက်တန်းတွေကလည်းခုချိန်နေမှာဘောလုံးဖြတ်ထုတ်နေတဲ့အောင်မေးကုန်ကြတဲ့ပုံစံမျိုးပါ ဗန်နိုက်ဆိုရင်လည်းကရဝင်ကြီးတွေကတော့သူ့ကိုအပြစ်မရှိတော့ဘူးဆိုပြီးတော့ပြောလာကြတဲ့အထိပါပဲ။ဒါကြောင့်ဗန်နိုက်ရဲ့ prime time ကလည်းကုန်သွားခဲ့ပြီဖြစ်သလိုလီဘောပရိသတ်တွေကလည်းဗန်နိုက်စီကနေရှေ့ဆက်ဘာမှမျှော်လင့်လို့ရတော့မှာမဟုတ်ပါဘူး။ဒီပုံစံတိုင်းပဲဆက်ဖြစ်နေဦးမယ်ဆိုရင်ပြောတာပါ။နောက်ပြီးတော့ဆန်နပွဲကစား6ပွဲနိုင်6ပွဲရှုံးဆိုတာကြီးကလီဘောအတွက်ကတော့တော်တော်လေးကိုခံမင်းစရာကောင်းတဲ့ရလဒ်တစ်ခုပါ။အခုနောက်ပိုင်းနေ့တွေမှာလီဘောကဒီလိုဖြစ်ခဲ့တာမဟုတ်ပါဘူး။ဒါကြောင့်အခုနေ့ဒီလိုသမိုင်းတစ်လျှောက်လွန်ရတောင်းနေဆုံးနေ့မှာမှာဘာကြောင့်အခုလိုရစရာမရှိအောင်ဖြစ်သွားရလဲဆိုတာနားလည်ရခဲ့ပါရဲ့။ အဖေရှာရင်တော့တွေ့မှာပါဆိုပေမဲ့အဲ့ဒီအဖေကတချို့သူတွေနဲ့လေပေါင်းနဲ့လမ်းခွဲရပါဆိုတဲ့အဖေမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်စီးရီးနဲ့လေပေါင်းတို့ရဲ့အခုလိုဆိုးရွားတဲ့အခြေအနေတွေကိုခွင့်ကောင်းယူပြီးလုံပြအသွားနေတဲ့အာဆင်နယ်ကတော့ကမ္ဘာတစ်လောမှာတကယ်ကိုပဲဂုံတရင်းမှွေးပြန့်နေပြီဖြစ်ပါတယ်။ဒါကြောင့်စီးရီးနဲ့လေပေါင်းတို့လည်းအာဆင်နယ်ထက်လွန်ရတောက်တင်းနေတဲ့တိုင်အောင်အာဆင်နယ်စီကနေအခုလိုပညာတွေကိုပြန်လည်လာတင်ပါတယ်။လူမဆောင်တဲ့နိုင်ပွဲဆောင်ကစားနေတဲ့ပညာနဲ့နမဲကြီးတိုင်းကစားသမားတွေစွန့်မဝဲတဲ့ပညာတွေစသဖြင့်ဒီနှစ်ခုကိုတော့အရင်ဆုံးလည်လာတင်ပါတယ်။